ော့ကိုရီးယားသူ့ကိုရောက်ဖားလို့ပါစရင်တော့သူမကြိုက်ဘူးမင်းခေါ်ကြည့်မှရမယ်ရှင်အခုရှင်အခုချိန်ကျတော့သူ့မျက်နှာရှေ့ကိုသွားခေါ်တဲ့လူလည်းမတွေ့ဘူးပါဆိုတော့အဲခေါ်ခံတဲ့လူတွေလက်သေးစာမိထားဆိုတော့အခုအခုအခုချိန်ကျတော့မသိသေးဘူးလမ်းမှာကြောင်ရခေါ်ကြည့်နော်ဖိဘက်ပြန်ပြောပေးဒီဒီဒီ interview အောက်မှာ comment ပြန်ပေးပေးခေါ်ကြည့်ပြီးရင်ကိုရီးယား social media တကယ်ရမ်းမတော့တော့ရုပ်ရှင်ပဲရမ်းကြည့်ရအောင် ပြီးတော့ Facebook မှာလည်းအကိုနှစ်ယောက်ဆိုတော့ unfollow လုပ်ထားတယ်သူကဘာလို့လဲဆိုတော့နေရခတ်မှာဆိုလို့တဲ့ဟောကိုတင်နေတာတင်လို့သူတို့မြင်သွားရင်နေရခတ်မှာဆိုလို့ဆိုတော့အဲ့လိုချစ်နိုင်မယ်ချစ်နေ How am I like my baby ောက်ကြီးတော့တဝိမတို့ဘူးဒါမဲ့ငငယ်တော့နည်းနည်း productive ဖြစ်တာပေါ့နော်အဲ့လောက်ပါပဲအဓိကတော့တကောင်တက်မှာတက်နေတဲ့အချိန်မှာတော့အဲ့လိုကိုကြီးကသူ့ကိုရောက်ဖားလို့ပါဆိုင်တော့သူမကြိုက်ဘူးအကိုလက်ကကြတော့လေသွားကြတော့အဲ့လိုသွားကြတော့နည်းနည်းပူရင်းနီးပူအတက်ကလည်းရဲဟိုမှာပြောသွားကြတော့လေနင့်ကိုကြိုက်တယ်လို့ငါအံ့ဩတယ်လို့အဲ့လိုစတာပေါ့သူကတော့နည်းနည်းအဲ့လိုဆိုအခုနောက်ပိုင်းကျတော့ကိုလည်းကိုယ့်ကိုဆုံးဖြတ်တတ်တဲ့အရွယ်ဆိုတော့သူအမြင်မတော်တာလောက်ပဲပြောတာပါအဲ့လိုအဲ့လိုညာ တော့ခုနလိုအဲရောက်ရောက်ချင်းခီးသွားခီးရပြန်လာရန်ရောက်တဲ့နေဆိုနင့်ကိုမျက်နှာကိုမမြင်ရသေးဘူးလို့အိမ်မြက်လာအောင်လို့ပါတော့အဲ့လိုအလောက်ပါပဲဟိုလိုအရန်ရောမပြောပါဘူးမင်းခေါ်ကြည့်မှရမယ်ရှင်အခုရှင်အခုချိန်ကျသူ့မျက်နှာရှေ့ကိုသွားခေါ်တဲ့လူတွေမတွေ့ဘူးဘာလို့ဆိုအခေါ်ခံတဲ့လူတွေလက်သေးစာမိထားဆိုတော့အခုအခုအခုချိန်ကျတော့မသိသေးဘူးလမ်းမှာကြောင်ခေါ်ကြည့်နော် feedback ပြန်ပြောပေးဒီဒီဒီ interview အောက်မှာ comment ပြန်ပေးပေးခေါ်ကြည့်ပြီးဟောအဲ့ဆိုရောက်ခေါ်တော့ခေါ်ကြည့်ပြန်ရအောင် ော့သိချင်တာလေကိုလည်းနော်ကိုအကိုကရှိလို့ကိုကတော့ရှေ့ထွက်တာတော့တော့ကောင်းတာပေါ့နော်သူများတိုက်စားလို့ရှိရင်ဒါပေမဲ့ဒီလောင်ရိတ်အောက်မှာအကြာကြီးခိုနေလို့ရှိရင်တသက်လုံးဖြုံးခွေဆိုညီမအနေနဲ့ပဲမြင်လို့ရှိရင်ညီမလူပဲဖြစ်တော့မလဲเนาะအခုတော့ဒါလူနည်းနည်းဖြစ်လာရဲ့လို့ပြောလို့ရတာပေါ့အဲဆိုတော့ဒါကတော့ဟိုကွဲကွဲစားစားမြင်စေချင်တာကတော့အမှုပညာကိုခုနပြောသလိုမြင်ရလောကအောင်မောင်နှမအနေနဲ့ဝင်တဲ့လူတွေတိုင်းရဲ့စိတ်ဆန္ဒလို့တော့ညီမထင်ပါတယ်ဟုတ် ူးအောင်ကိုရဲ့တင်တော့ကဘာပြောရတာရှိလားကြည်မှုထင်တယ်မကြည်ဘူးကိုကြီးကဆိုရှယ်မီဒီယာတကယ်ရမ်းမတော့တော့ရုပ်ရှင်ပဲရမ်းကြည့်ရတော့သူ TV နဲ့ပဲရုပ်ရှင်ကြည့်နေတာဆိုရှယ်မီဒီယာရမ်းတော့တဲ့သူဆိုတော့သူတေးလို့လားတေးအောင်တည်ရလားမျိုး vlog တွေရိုက်တာတော့တည်ရတခါလေကြာရင်မေးရဲ့အိမ်မှာဆိုတဲ့ကွက်ကိုရိုက်နေရောလေမင်းယူနေရလားဒီချိန်လုံးကင်မရာနဲ့ဘာလို့ရိုက်နေရလဲပေါ့နော်အဲ့လိုလေတော့ရှိပါတယ်အရင်ရောပြီးတော့ Facebook မှာလည်း အကိုနှစ်ယောက်ဆိုတော့ unfollow လုပ်ထားတာနဲ့တူတယ်ဘာလို့လဲဆိုတော့နေရခတ်မှာဆိုလို့တဲ့ဟောကိုတင်နေတာတင်လို့သူတို့မြင်သွားရင်နေရခတ်မှာဆိုလို့ဆိုတော့အဲ့လိုဖြစ်နေမယ်ဖြစ်နေခါမလိုက်မပေးဘူးအဲ့ဒီအပြင်မှာဆိုင်ပြီးတော့ဟုတ်တယ်အပြင်မှာကတော့အဲ့လိုခရီးကတနေ့ရမြင်ရောက်တာညကုန်းညောင်ခလုံးတနားကြီးပဲခြားပဲရောက်နေတယ်ဖြစ်စင်တော့ခီးရရောက်ပြီတကယ်ချင်းမွေးနေဆိုတော့ကိုကအပြင်ထွက်သွားအဲဘာဖြစ်လို့လဲဆိုတော့အခုပြန်လာခဲ့ဘာဖြစ်လို့လဲဆိုတော့မဟုတ်အခုပြန်လာခဲ့ဆိုပြန်လာခဲ့မယ်လို့ဟာပေါ့ဒီနေ့ကတော့သူ့ရဲ့ data တောက်တုံမဲရ slash manager ပေါ့ ဘာမှပြောတာငါးနောက်လိုက်ရိုက်တဲ့အဲ့ဒီတခွန်းမဲ့ပြောတာပဲဘာလို့လဲဆိုတော့ तू ကလေအဲ့လိုမရိုက်ပေးမတင်ဘူးမတင်တော့လေအဲ့လိုလိုက်ရိုက်ပေးရတယ်ပြီးရင်လေဒီပုံတင်ဒီပုံတင်ပေါ့နော်လို့နည်းနည်းအဲ့လိုပြောပေးရမဟုတ်ရင် तू ကလေဆိုရှယ်မီဒီယာနဲ့သူနဲ့မသက်ဆိုင်တယ်လို့ပဲခုနောက်ပိုင်းကလေဒါဆိုရှယ်မီဒီယာကြတော့အားလိုတယ်လေနော်အဲ့တော့ကြတော့ update လေးဖြစ်အောင်လို့တီးပြရတာလိုက်ရိုက်ပေးရတဲ့ဘောပါပဲကိုကကြတော့ဒီ content create လုပ်တာကြတော့ဒီအတွက်ကနေတိုင်းလုပ်နေရတဲ့အရာဆိုတော့လွယ်ကူတယ်လေအဲသူ့အတွက်ကိုကိုကဒါမျိုးလေး support ပေးရတဲ့ဘော ါအဲ့တော့ဒီအတွက်ကျတော့ဟိုဘယ်လိုနေရဘယ်လိုရရဘယ်လိုဆက်လိုက်မယ်ဆိုတာကိုကိုရိုင်းမြင်းလုံးနေကြဆိုမှရလွယ်တကူဖြစ်တယ်လေအာသူကျတော့တခြားလူနဲ့ဆိုလဲသူ့နေပုံထိုင်ပုံကိုလိုက်ရရတာသူအဆင်မပြေမှ uncomfortable ဖြစ်မှာ ਨੇ ဒီကျတော့သူ့ထောင်တိနေရောပိုအဆင်ပြေလို့ပါအဲ့တော့ဒီလေအားရရက်တွေသူ့လှုပ်ရှိရရက်တွေဆိုလိုက်ပေးဖြစ်တာပါဟုတ်အဲ့တော့အငယ်ဆုံးလေးလို့လို့ပြောရတယ်ညာပါရှင် ရှိပါတယ်ဒါပေမဲ့အဲ့လိုဟိုကိုတောင်းဝင်တဲ့နေရာတော့ဒါမောင်နှမချင်းချင်းအပြန်နဲ့ supporting ပေးရပါပေါ့နော်ညပါတယ်အမြဲတမ်းညတယ်မညတဲ့ချိန်တော့မရှိပါဘူးအတီရိယာကြတော့လေ main ကလေးတယောက်တည်းလည်းဖြစ်နေတော့သူတို့ကြားထဲမှာဆိုတော့အဲ့လို main ကလေးတွေလှုပ်တင်လှုပ်ထိုက်တဲ့သူတို့မသိတဲ့အရာတွေပေါ့ဥမာဟိုဘယ်လိုပြောမလဲ aesthetic clinic ပိုင်းသွားမဲ့ဟာမျိုးတွေတို့ဟဲ့ဟိုသပင်ဟိုတကုတ်ကုတ်လှုပ်ချင်တာမျိုးတို့ဒါမျိုးတွေကြားရင်တော့ကိုယ်ကိုအာကိုပြီးမေးတာပေါ့ဟုတ်အဲ့လောက်ပါပဲ ဒီအောင်ဆရာမောင်ကဒါတီဗီကိုကြီးအရန်ကိုသူစိတ်ထည့်ပြီးတော့သူဇလန်းရအော်ဒီယိုဆောင်ရမှာသူစူးစမ်းထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အပေးပါလို့တီဗီနဲ့ဒါ request လုပ်ချင်ပါတယ်ဒီနှစ်ကကိုကြီးရဲ့ဒါ comeback နဲ့လည်းဖြစ်တယ်ကားကောင်းနေအများကြီးလဲ drama သူရိုက်ထားတယ်ဆိုတော့တီဗီအနေနဲ့လည်းညီမတယောက်အနေနဲ့အရန်ကုန်ယူရပါတယ်ဒါပရိသတ်ကြီးကိုကြီးကိုချစ်တဲ့ပရိသတ်ကြီးအနေနဲ့လည်းဒီထက်ကိုကြီးအပေးပါလို့ပြောချင်ပါတယ်အရှင်ကျေးဇူးများကြီးတင်ပါတယ်